အားလုံးပဲမင်္ဂလာပါရှင်။လိုင်းမော်မာနာမည်ကြီးတဲ့ကောင်းကျင်းပေးမှုလေးကို ကျမဒီနေ့လှူစားပြတဲ့အနေနဲ့ကျမလှူပြတဲ့နေလေးကိုလာပြီးမျှဝေပေးတာပဲဖြစ်ပါလိမ့်ရှင်။ကောင်းကျင်းပေးမှုလို့ဖို့အတွက်အရင်ဦးဆုံးအုံးသီးကိုချစ်ထားပေးပါမယ်ရှင်။ကျမဒီနေ့အုံးသီးတစ်ချမ်းရဲ့တဝက်စာလောက်ကိုတုံးထားပါလိမ့်ရှင်။မုံနစ်ဆက်ဖို့အတွက်ကောင်းကျင်းကိုစံချင်ွက်နဲ့၃ွက်ထည့်ပါမယ်ရှင်။ မြစီပူနဲ့ဆိုရင်တော့နှစ်ပူနီးပါးခန့်ရှိပါတယ်။အချိုရတာတက်ကိုတော့တကြားကိုဆန်ချင်ခွင့်နဲ့တစ်ဖက်မရှိတရှိထမင်းစားစွန်းနဲ့ခြောက်စုံမောင်မောင်စာကိုထည့်ထားပါတယ်။စားဖို့တော့လက်ဖက်စားစွန်းနဲ့သုံးမုံမုံတပုံစာလောက်ထည့်ပါမယ်။ပြီးရင်တော့အားလုံးကိုတမတော်အောင်ဝေသွားပေးပါမယ်ရှင်။ အားလုံးတမအောင်ဝင်ပြီးွားရင်တော့အုံးလို့ရေကိုဆန်းချင်ခွက်နဲ့တခွက်နဲ့တဝက်စာကိုထည့်ပါမယ်။မီလီနဲ့ဆိုရင်တော့200မီလီရှိပါတယ်ရှင်။ဒီတော့ရင်တော့အုံးလို့ရေကောင်းကြီးမုံရေတကြားရေကိုအားလုံးမုတ်သားတွေကိုတသားတည်းဖြစ်သွားတဲ့ထီအောင်လို့တတိချာချာလေးဝင်ပေးပါမယ်ရှင်။လိုအပ်တဲ့ရေပမာဏကိုတော့နောက်တော့မှထည့်ပြီးတော့ထည့်ပေးပါမယ်ရှင်။ ဒီနေ့သားဆိုရင်မုတ်သားကတော်တော်လေးပြည့်နေသေးတဲ့အတွက်ကြောင့်နောက်ထပ်ရေကိုဆန်းချင်ခွက်နဲ့တစ်ခွက်ယူပါမယ်။ရေကိုတော့တစ်ခါနဲ့မထည့်သေးဘဲနဲ့မုတ်သားရဲ့အပြည့်အစဲကိုကြည့်ပြီးတော့ဘလိုအပ်သလောက်ပဲနည်းနည်းချင်းစီထည့်ပြီးတော့ငွေပေးပါမယ်ရှင်။မုတ်သားလေးတွေကိုမှုလာတာအခုလိုမပြည့်မကျဲအနေထားလေးရောက်ပြီဆိုရင်တော့အုံးကြီးချစ်ထားတာလေးကိုထည့်ပြီးတော့တစ်ခါထည့်ပြီးတော့မှုပြပါမယ် ဒီနေ့သုံးထားတာ OMB ၄ပါတော့နည်းနည်းလေးတော့များတယ်ပေါ့နော်။ဒါကြောင့်မိုတာလေးကနည်းနည်းခက်ပြပြလေးဖြစ်နေသေးပါတယ်။ဒါကြောင့်ကြံနေသေးတဲ့ရေကိုနည်းနည်းလေးထည့်ပြီးတော့ထည့်ပေးလိုက်ပါမယ်။မဒီနီအားလုံးစုပေါင်းသုံးထားတဲ့ရေပမာဏကပုံလို့ရောရေရောဆိုရင်စံချိန်ခွန်းနဲ့နှစ်ခွန်းနဲ့တစ်ဝက်စာကိုအခုထမင်းစားစုံနဲ့သုံးချွန်းစာလောက်ရေကပိုပါသေးလို့ရှင်။ အုပ်သားလေးတွေခုလိုမပြင်းမကျဲအနေထားလေးဆိုရင်တော့ရပါပြီရှင်။ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့မုတ်သားလေးတွေပွာလာအောင်လို့တနားရီလောက်နှစ်ထားပေးလိုက်ပါမယ်။ကောင်းကင်ဘိမိုးအတွက်မြေပဲဆန်တော်ကိုလေးစိတ်ကွယ်လေးထောက်ထားပေးပါရယ်။ဖေုံယိုကိုလည်းအစိတ်တတိလေးရင်စိတ်ထားပေးပါလိမ့်ရှင်။နောက်ထပ်ကတော့နှံ့နေငယ်နဲ့ဘင်းစီအနေငယ်လိုအပ်ပါတယ်။ဒါကတော့မုတ်ကိုတနအီလောက်နှက်ထားပေးတဲ့အနေထားလေးပါရှင်။ ဝက်ဆိုက်လုပ်ဖို့အတွက်ဦးလေးကိုထောပက်စီလေးထည့်ပေးပါမယ်။စီကိုလည်းအနည်းငယ်လေးထည့်ထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့မုံနှိရေးလေးထည့်ပါမယ်။မုံနှိကိုတော့ကျွန်မအပူဒီဇွန်လေးနဲ့နှစ်စွန်းစာတတာလေးထည့်လိုက်ပါရစေ။ဒီနေသားလေးဆိုရင်အရင်လေးမထူအရင်လေးမပါလေးပေါ့နော်။ အထူးပိုင်းညီအောင်ညှိပေးပြီးရင်တော့ဖေုံယိုစိတ်လေးတွေကိုထည့်ပေးပါမရှင်။မြေပေးလော်ထောင်းထားတာလေးတွေကိုလည်းဖြူပေးလိုက်ပါမယ်။နံလေးတွေကိုလည်းဖြူပေးပါမယ်။ဘင်းစီလေးတွေကိုလည်းတစ်ခါတည်းဖြူပေးလိုက်ပါမယ်ရှင်။ ပြီးရင်တော့မုတ်သားလေးတွေကျက်သွားအောင်လို့6မိနစ်ကနေ9မိနစ်လောက်အထိကိုအဖုံးလေးအုပ်ပြီးတော့တည်ပေးပါမယ်ရှင်။မီးရံပြင်းရင်မုတ်သားလေးတွေတူးသွားတော့လို့မီးကိုတော့ medium အောက်ကိုရှော့ပြီးတော့တည်ထားပေးပါလေရှင်။9မိနစ်လောက်တည်ပြီးွားရင်တော့အဖုံးလေးဖွင့်ကြည့်လိုက်ပါမယ်။အောက်ဖက်ကမုတ်သားလေးတွေနက်မနက်ကြည့်လိုက်ပါမယ်ရှင်။ကိုယ်ဆိုရင်အောက်ကမုတ်သားလေးတွေလည်းကျက်နေပြီဆိုတော့နောက်တစ်ဖက်ကိုပြောင်းပြီးတော့တည်ပြပါမယ်။ ။နောက်တစ်ဖက်ကိုလည်းအဖုံးလေးအုပ်ပြီးတော့6မိနစ်လောက်ထပ်ပြီးတော့တည်ပြီးလိုက်ပါမယ်ရှင်။နောက်ထပ်6မိနစ်လောက်တည်ပြီးသွားပြီဆိုရင်တော့အဖုံးလေးဖွင့်ပြီးတော့နောက်ထပ်တစ်ဖက်ကိုလည်းကြက်မကြက်ကြည့်လိုက်ပါမယ်ရှင်။ကိုဆိုရင်နောက်ထပ်တစ်ဖက်ကမုတ်သားလေးတွေလည်းကြံ့နေပါပြီเนาะအနက်လေးကလည်းတအားဝဝွင့်ကြံ့နေတာပါပဲရှင် ဒီနေထားလေးဆိုရင်တော့ရပါပြီเนาะပကံတစ်ခုထဲမှာဆယ်ပြီးရောထည့်ထားလိုက်ပါမယ်။နောက်ထပ်ကျန်နေတဲ့မုတ်သားလေးတွေကိုလည်းခုနကအတိုင်းလေးပဲဆက်ပြီးရောလှုပ်သားပေးလိုက်ပါမယ်။ဒီမုတ်လေးကိုလုံးမစားဘူးသေးဘူးဆိုရင်တစ်ခါလောက်လှုပ်စားကြည့်ပါเนาะတော်တော်လေးကိုစားလို့ကောင်းပါတယ်ရှင်။ကဲခုဆိုရင်တော့မုတ်အလုံးလုံးလုပ်ပြီးသွားပါပြီ ဒီနေ့ကျမကောင်းမြင်လို့စီဘူးနှစ်ဘူးနီးပါးလောက်တာကိုခေါနလက်မအရွယ်ရှိတဲ့ဘုတ်သုံးချက်ရပါတယ်ရှင်။ဘုံလို့အနေမွမွေးလေးရဲ့ဖယုံယူရဲ့ချိုးတဲ့အရာတာရဲ့ကောင်းမြင်နဲ့လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်စားလိုက်ရင်လည်းအရာတာကစီစီအေးအေးလေးနဲ့အနေအရာတာနဲ့ပြည့်စုံတဲ့မြမရိုးရာတေးစားလေးတစ်ခုဖြစ်လို့တစ်ခါလောက်လှူစားကြည့်ကြပါနော်။လိုက်မှအသေးချာပါပဲရှင်။ ရေပင်နဲ့နှမ်းလေးတွေကလည်းတလုစားလိုက်တိုင်းမှုမှုကျွတ်ကျွတ်လေးနဲ့တအားကိုစားလို့ကောင်းပါလေရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်